ေမေတီယာ channel လေးကို နားဆင်အားပေးနေကြတဲ့စာပေချေပရိသတ်များလုံးမဲ့မင်္ဂလာပါရှင်။ဟုတ်ကဲ့အခုတင်ဆက်ပြီးမိဇလန်းကတော့ရေသေးလင်မယားတက်မှုလို့ညီကြတဲ့သရိသံဝေကရှပွေရာမူကင်းဖြည့်ရမန်ဇလန်းကောင်းလေးကို တင်ဆက်ပေးမှာဖြစ်လို့ခန်းစားနားဆင်အားပေးကြပါဦးရှင်။ တခြားမြို့နယ်ရေစခန်းမှာကျွန်တော်တာဝန်ကြစဉ်ကပြင်မှုကိုပြန်လည်ဖတ်ရှုနေစဉ်ရုံးခန်းထဲမှာကင်းတာဝန်ကြရဲဘော်ကောင်းကတရင်လာပို့တယ်။ဆရာတရဆုရက်ကဥက္ခရာကတွေးကျင်လို့ရဆရာ။အေးလွတ်လိုက်လေ။မကြမီဥက္ခရာဦးအေးကျူးနဲ့လူသုံးယောက်ကအခန်းထဲကို ရေကြီးတုပ်ပြားနဲ့ရောက်လာခဲ့တယ်။ရေကြီးတုပ်ပြားနဲ့ဘာထူးလို့လဲဥက္ခရာရဲ့ အကြောင်းထူးဆိုအရက်ထဲမှာ လူသက်မှုဖြစ်လို့ဆရာညို့ဟောဗျာစောစောစီစီ အမှုကြီးရလေကဲစူစမ်းမအောင်ဘလို့ဖြစ်တာလဲဗျကျွန်တော်တို့ရက်ွက်တဲကရေထန်းရောင်ရေစီလဲချောင်းနဲ့ကိုအောင်လူနဲ့သူမိမမတန်းခင်တော့နှစ်ဦးစလုံးအသက်ခံလို့ပါဆရာမနက်မိုးလင်းရင်လင်မယားနှစ်ယောက်ရေလက်ပဲထွက်ပြီးတော့ရောင်းမာတယ်ဖောက်တဲ့အိမ်ဒီကို ရေလိုက်ပို့နေကြပါဒီနေ့ထွက်တာက မတည့်ရနဲ့ရေလိုနေရနဲ့ ဟောရီလိုကိုုံးချိုင်ကသွားပြီးတော့ခေါ်တဲ့အတန်မကြားလို့အထဲလေလှမ်းကြည့်လိုက်ရောပုံပြပန်းပြသွေးတန်ရရကြနေရနဲ့ကျွန်တော်တို့ကိုလာပြီးတော့အကြောင်းကြားတယ်ကျွန်တော်တို့လည်းသက်ဆိုင်ရာကိုလာပြီးတော့အကြောင်းကြားတယ်ကိုုံးချိုင်ပြောသလိုပဲဆရာညိုနှုတ်စလုံးကအသက်မရှိတော့ဘူးဗျာကဲဆရာတို့ကိုလာပြီးတော့အကြောင်းကြားတာကိုညီပါအောင်ဗျာမနက်စောစောမှာကြားလိုက်ရတဲ့သတင်းဆိုးကြောင့်ချွေးစည်းများဆုလာတယ် ဒီနာအမှုဖြစ်စဉ်ကိုစာအုပ်ထဲမှာရေးမှတ်တဲ့တေသူရဲ့အမည်နေရလိမ့်စာ အချိန်နာရီမျက်မြင်တွေ့ရှိသူစာသည်တို့ကိုမှတ်စုအချင်းရေးမှတ်လိုက်ပြီးကက်စာကြီးဦးမြင့်စိုးကိုရဲလုပ်လုပ်ငန်းစဉ်အတိုင်းရဲတင်တင်ပြစီပြီးမြို့နယ်မူထံဦးစာအစီရင်ခံတဲ့ထို့နောက်ငယ်ရင်တကြက်ကြီးစံအောင်နေဖွဲများမိုကင်းတပ်ပုံဆရာစောဖေးနဲ့ တာဝန်ရှိသူများကိုခေါ်ကဥက္ကရာဦးရေးကျူနေတို့အမှုဖြစ်ရာကို ကားနှင့်ထွက်လာခဲ့တယ်။တရက်စုရက်ကွက်ရေကန်အနီကွင်းတဲကိုသွားတဲ့လမ်းလေးကိုဝင်လိုက်တဲ့အခါလူတွေလမ်းမှာဖွင့်နေတာကိုမြင်တွေ့လိုက်တယ်။လူတွေကကျွန်တော်တို့လာလာကိုမျက်နှာနဲ့လမ်းဖယ်ပြီးတယ်။ဒီနောက်ဥက္ကရာကဥဆောင်ပြီးတဏီမိုးအင်ဂျန်တစ်ခုတည်းကိုဝင်လိုက်တယ်။အင်ရှိမရေစီလဲတစည်းကိုတွေ့ရတယ်။ အိမ်တဲဝင်းကျင်မှာတော့ရက်ကွက်လူကြီးကိုစောင့်ကြည့်နေသူများကိုတွေ့ရတယ်။တချို့ကအပြင်ကိုခဏထွက်ခိုင်းပြီးစတင်စစ်ဆေးတဲ့အခါမှာအစင်းအတက်ဝါကျက်မောင်မှာနေရဲနေတဲ့သူတချို့ကိုတွေ့ရှိတယ်။ခန်းစည်းမရှိတဲ့အတွင်ကန်ကျန်းပြင်ပြားမှာတော့အသက်၄၀ကျော်ခန့်အမျိုးသားကြီးတူနဲ့အမျိုးသမီးကြီးတူပတ်လက်သေးဆုံးနေတယ်။အမျိုးသားကြီးရဲ့ခါးထပ်ပိုင်းမှာ ထိုးသွင်းဒဏ်ရာနဲ့ချက် အမျိုးသမီးကြီးကတော့ရင်ထိုးသင်းတန်ရတစ်ချက်ဝမ်းပိုက်မှာတစ်ချက်တွေးရပြီးသွေးများကဖျားဖို့ကိုမြေမကောင်းအောင်ကြာဆင်းနေရင်အိမ်တွင်အိမ်ပြင်ကိုစစ်ဆေးကြီးရဲ့ကမှွေနောက်ထားတဲ့လက္ခဏာကို လုံးဝမတွေးခဲ့ရအပြန်အလှန်တက်တဲ့လက္ခဏာတော့မဟုတ်တက်တာဟောင်းလေးထဲမှာငွေအနှဲငယ်ကို တွေးရှိတဲ့စူစူပေါင်းငွေကျပ်2600ကျပ်ဖြစ်တဲ့တို့ဖြစ်လို့မူကင်းတက်ပုံကော အလောင်းနေသားကိုရှူထောင်မျိုးမျိုးမှဓပ်ပုံဆိုင်မှတ်တမ်းဒီနေရင်ပြီးနောက်လိုအပ်တာများကိုရဲလုံထုံလုံနီးနဲ့ညီတိုင်းတာမှတ်သားလိုက်တဲ့သဲလွန်စာရလူရညာအိမ်ပေါ်အိမ်ပဝင်းကျင်နံ့ကိုစူးစူးဆိုင်ဆိုင်ရှာဖွေရာအင်းချီရင်မိုင်ခက်ဆူဆူရေးပြင်းပေါ်မှာအနောက်ဘက်ကိုဦးတီထက်သွားတဲ့ဖနက်တစုံကိုသဲလွန်စာရလိုက်တဲ့ ၎င်းခြေရာများက နောက်ဖေးချန်စီယိုကိုဖောက်ပြက်ပြီးထွက်သွားတဲ့လက္ခဏာဖြစ်လို့ဆက်လက်စူးစမ်းလိုက်တဲ့အခါ၎င်းဖနက်ရနေရာကိုဆက်လက်တွေ့ရှိပြန်တဲ့ဖနက်ခြေရာနှစ်ခုနဲ့တစ်ခုမှာအကောင်းဆုံးစူးခန့်ထားတဲ့ဖနက်ခြေရာဖြစ်ပြီးနောက်တစ်ခုကတော့ကင်းပတ်ဖနက်ကဲ့သို့ခြေရာမျိုးဖြစ်တဲ့မကြာခင်ပစ္စည်းတစ်ခုကိုတက်ကြဆန်းအောင်ကချန်စီယိုပြက်နားမှာတွေ့ရှိခဲ့ပြန်တဲ့ ကြည်လိုက်တော့သေသားလက်ကံရိုထဲထားတဲ့တစည်းအသေးလေးတစ်ခုဖြစ်တယ်။တွေးရှိတဲ့တတိကံပစ္စည်းများကိုတတိလူကြီးများရဲ့ရှေ့မောက်မှာရှာဖွေပုံစံနဲ့သိမ်းဆီးပြီးတွေးရှိတဲ့ဖဏန်များကိုဓာတ်ပုံရယူလိုက်တဲ့ပုံဖော်ယူလိုက်တယ်။ကိစ္စပြီးစီးတဲ့အခါမှာအလောင်းများကိုစေးရုံပို့ရန်စီစဉ်တယ်။လိုအပ်တဲ့သက်သေတချို့ကို ခေါ်ယူတွေ့ဆုံမေးမြန်းတော်တယ်။ ပြောရမယ်ဆိုရင်ဒီပတ်ဝန်းကျင်ကအိန်းဒီကတိန်နဲ့တိန်အလံဝေးတိန်ဒါအပြင်ဂျောင်းကလည်းကြပြီး၎င်းနေရာကနေထွက်လိုက်လျင်လေခွင်းများကိုရောက်သွားနိုင်တယ်ဒီကိစ္စကိုစတင်တွေ့တာဦးအောင်ကျိုင်တော်ဟုတ်ကဲ့ခင်ဗျာသေးသူများနဲ့ဦးအောင်ကျိုင်ရင်းနှီးပါသလားဟုတ်ကဲ့ပြည့်အပ်တဲ့နေကြသူများလည်းဖြစ်ပြန်ရေလဲအင်းကိုလာထည့်နေကြပါ သေးသူနဲ့အချင်းများစကားများဘူးတဲ့သူရောရှိကြသလားမရှိသလောက်ပါပဲခမသူတို့လည်းများကလူကြည့်လူခင်ပေါ်ပါတယ်ရှားရင်ခမမနက်ပိုင်းသွားခေါ်ကြည့်တော့အိမ်ဒီပဝင်းကျင်မှာဘသူကိုတွေးလိုက်တလေဦးအောင်ကြိုင်ကျွန်တော်ရောက်သွားချိန်မှာဘသူမှမရှိပါဘူးခမဟုတ်ကဲ့ကျေးဇူးပါပဲဗျာ ်အဒီကသက်တေကိုမေးမြန်းပြီးစီးတဲ့အခါသေသူရဲ့အိမ်နီးနားဖြစ်တဲ့ဦးလာမောင် ဆိုသူကို မေးမြန်းလိုက်တယ်။ဦးလာမောင်ခမရသေသူများရဲ့အိမ်ကိုယခုရပိုင်းတွင်ဘသူများအဝင်ထွက်လောက်တာမြင်ဘူးပါဒလေ။အေးလွန်ခဲ့တဲ့ပတ်ဗုဒ္ဓဦးနေ့လောက်ကရှေးပတ်ထင်းကရှေးပတ်ထင်းစီကဦးကျော်မောင်တင်လာလာကိုတော့တွေ့ပါရဲခမရ။သူကဘာကိစ္စနဲ့လာလာလဲဗျခမရရောတည်သေးသလားဒါတော့မသိပါဘူးဗျာ မင်းမကြည့်မိဘူးလားဗျမင်းမကြည့်မိပါမို့ဆရာပဋိဉ္စရာကလည်းလူကောင်းပါဆရာတေသူရေသေးလင်းများနဲ့ရေသုံးဖောက်တယ်တွေပါဒီနောက်ဒူလူများကိုပြန်လိုပြီးနောက်ဩကရာနဲ့ရက်ွက်လူကြီးများနယ်မယ်ရှိတဲ့စိုးတန့်အချိမဲ့လူများကို မေးမြန်းစုံစမ်းပြီးရေစကန်းကိုပြန်လာခဲ့တယ်အမှုသော အမှုလာရဲ့ချင်းတွေကိုစဉ်းစားကြည့်ရင် ရေသေးလေးများကိုပြည့်စည်อยู่လူသက်ရောက်လာအောင်ချမ်းသာသူများလည်းမဟုတ်အိမ်မှာရှားပွေလေးလာကြည့်လိုက်တော့လေငွေဆက်ကိုထောင်ကျော်လောက်ပဲတွေ့ရှိတယ်ဒါလည်းမပြောင်းဖဲအဖိုးတန်ပြည့်စည်ဆိုလို့တဘိုးတစ်လုံးတောင်ရှိတဲ့အိမ်မဟုတ်နောက်ချောင်းကိုစုံစမ်းကြည့်ပြန်တော့လေရန်ညိုးရန်သားရှိဘူးသူလုံးဝမှမတွေ့ရှိရဒီလောက်စင်ရဲ့ချိုးတဲ့သူကိုဘာကြောင့်ရေရဆက်ဆက်တက်ခဲ့တယ်လဲစင်းသားလေအဖြေကပြောင်းလေဖြစ်တဲ့ ၎င်းနောင် နောက်ဖေးလမ်းကြားမှာလက်ကံယူတစည်းလေးကိုမှန်ပယ်လို့နေကယူတဆိုင်အသေးချကြီးလိုက်တဲ့ပြီးနောက်တစည်းကိုရေပြေးရှိတဲ့ရေခွက်ထဲကိုထည့်ပြီးလှုပ်ခါစီးကြည့်တယ်။ဒီမှာအနောက်မှာဇလုံးတချို့ကိုပေါ်လာပြီးအင်္ဂလိပ်လိုအတိုကောက်ဇလုံးများတွေ့ရှိတယ်။၎င်းသဲလွန်စားများကို အမီးရစောက်ကိုင်းကရေသေးလင်းများနဲ့တို့ရေစီလဲတွန်းလို့ရှိတဲ့ကိုတန်ချောင်းဆိုသည်ကိုတီးခေရတယ်။ လုပ်ဖို့ကိုင်းမများရှိရာကိုစုံစမ်းရန်ထွက်လာခဲ့တယ်။ဒီမှာတွင်သေသူများနှင့်အလွန်ရင်းနှီးပြီးအတွင်ရေးအပြင်ရေးတိုင်းမြင်ဆွေးနွေးလျက်ရှိတဲ့ကိုတန်ချောင်းဆိုသူကိုတီးခေရတယ်။ကိုတန်ချောင်းရဲ့အသက်က45နှစ်ဖြစ်တဲ့ရေစီလေတွန်းချောင်းနဲ့လုပ်ငန်းလုပ်ကင်လာတာကြာပြီလို့သိရှိရတယ်။ကျွန်တော်ကသူ့ကိုလက်ဖက်ရည်ဆိုင်ကို ခေါ်သွားပြီးမုံများလက်ဖက်ရည်များနဲ့အကြနာဧကန်နဲ့ သူကလည်းအငမ်းမရနဲ့အာရပါရစားသုံးနေကိုတန်ချောင်းနဲ့ကိုအောင်လူတို့လင်းပြရင်းနီရကြပြီလားဗျဟုတ်ကဲ့ကြပါပြီဆရာလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကလေးကသူတို့ကျုပ်တို့ကရေးထမ်းရောင်းနောက်ပိုင်းမှာ ရေးစီလဲတွန်းပြီးတော့ရေရောင်းကြပါတယ်ဆရာသူတို့လင်းများမှာတားတောက်သမီးကံရောမရှိဘူးလားဗျဟုတ်ကဲ့မရှိပါမို့ခင်ဗျဆွေမျိုးသားချင်းများရော ကျွန်တော်သိသလောက်တော့မရှိပါဘူးသူတို့ရဲ့မူလဇာတိအရောဘယ်မှာနေရလဲဗျကျွန်တော်ကပြောတာတော့အညာကလို့ပြောတာပဲသူတို့မှာသူတစ်ပါးစီကခြေထားတဲ့အကျွေးတွေဘာတွေရော ရှိသေးလားဗျအေးနေနေပါပါတော့ရှိတယ်ရေစီလဲဝယ်ဖို့အတွက်ပါဘယ်လောက်ရှိမလဲဗျတောင်ကနန်ဝင်းကျင်လောက်တော့ပြောတာပါပဲဆရာရဲ့ဘဇုစီယာချီရလဲကိုတန်းကြောင့်ခမရတီသေးလား ဟုတ်ကဲ့ဦးဖုန်းကိုစီရတရားကို20တိုးနဲ့ပါစီရအဲ့ဒီပတ်စံရောကြည်သွားပြီလားဟုတ်ကဲ့ကျွန်တော်ကပြောတော့3ဒေါ်လောက်ကျန်သေးတယ်လို့ပြောပါတယ်အဲ့ဒီငွေတို့ချေးထားတဲ့ကိုဖုန်းကိုကရောဘလို့လူစားထဲမှာပါလဲကိုတန်းကြောင်ဟုတ်ကဲ့ဒီလူကြီးဟာပတ်ဆက်တယ်ဗျဒေါသလည်းကြီးတယ်ရစရာရှိရင်ညီကိုမောင်နှမတောင်မှလေဘင်းကြီးတောင်းတဲ့လူစားမျိုး သူပြောကြံကျွန်တော်အုံနောက်ရဲ့အကန့်တစ်ခုမှာဦးဖိုးကိုကိုနေရာပေးလိုက်တယ်။ကိုတန်းကြောင့်တခုစဉ်းစားကြည့်ပေးပါဦး။သူတို့လင်းမြမသိမိမှထူးခြားတဲ့စကားပြောဘူးတာမျိုးရောရှိသေးသလားဗျ။ကိုတန်းကြောင့်ကအတော်စဉ်းစားပြီးရဲ့ခေါင်။ဟုတ်တခုတော့ရှိပါရဲ့ဆရာ။ဘာများလဲကိုတန်းကြောင့်ရပြောစရာရှိရင်တော့ပူးမွင့်လင်းလင်းပြောစမ်းပါကြောက်စရာလည်းမလိုပါဘူး။ဟုတ်ကဲ့ သူတို့လင်များဟာတလောကလက်စွပ်တကွင်ကောက်ရတယ်လို့ကျွန်တော်ကိုပြောဘူးတယ်ဗျဟုတ်လားဗျဘာလက်စွပ်လဲအချိန်ဘယ်လောက်ရှိလဲဗျเจ้าหนีလက်စွပ်ကလေးပဲရွှေနဲ့ကိုထားတာတော့မဟုတ်ဘူးငွေနဲ့ကိုထားတာဗျအဲ့ဒီကြောင်မျိုးစားရောခမားသေးသေးလားဟုတ်ကဲ့ချက်ကြောင်နဲ့ဒူပါရဲဆရာရဲ့ဖျက်ပြက်အနီမြေကြီးတဲကရတာအဲ့ဒါလေးကိုမသိခင်ရဲ့လက်မှာစွပ်ထားတာတွေ့တယ် ဘသူမှလည်းအဲ့ဒီလက်စုပ်ကိုဝစ်တာလေအထင်မကြီးပါမို့ဗျာဂယုလည်းမဆိုင်ကြဘူးကျွန်တော်ကတောင်မှနောက်လိုက်သေးတယ်ငါရောက်မလားလို့သူတို့ကမရောက်ပါဘူးတဲ့ပထင်စရာဦးကြောင်မောင်တင်းကတောင်ဝယ်သေးတယ်လို့ပြောတယ်အဲ့ဒါလေဝင်နေနေကစားပြီးလုံးဝကောင်းလို့တယ်ခင်ဗျာအေးဗျာဒီလောက်သီးရတာကျေးဇူးလေးတင်ပါတယ်ရော့ကိုတန်းကြောင့်အိမ်ပြန်ရင်မိသားစုတန်းစားကြရပါလေဝယ်တော့ဗျာ ကျွန်တော်က900ရံတရကို ထုတ်ပြီးတဲ့အခါကိုတန်ချောင်းကညင်မာတယ်။အိတ်ထဲအတင်းထည့်ပြီးတော့မှအာနာလုံးနဲ့မျက်နှာနဲ့လောက်လေးချီးပြီးအယိုတိပြုကသူ့ရည်စီလေးရှိရကုန်ဝန်သားအယားနဲ့ပြန်သွားတယ်။နှစ်ရက်ခန့်စုံစမ်းထောက်လန်းလို့ကြည်နမ်းမှုရှိတဲ့အခါဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တော့တယ်။ဆရာဆောင်ဆရာဆောင်ပြားဆရာ ျုပ်တို့ရေသေးလင်းများတတ္တိတရခန်းကိုသွားဖမ်းမယ်ဗျာအစင်သင့်သာပြင်ထားပါခမားတရခန်းသိလို့လားဆရာရဲ့အေးငါသိတယ်ကွာနေတဲ့တကြက်ဆန်းအောင်ကအန်အောလို့နေတယ်နေတဲ့အရာရှိနေအဖွဲလေးပါလာတယ်ဒီနောက်ကျွန်တော်တို့ရေတပ်ဖွဲ့ဝင်တွေက သုံးလမ်းထိပ်ကြီးရွှေပြည်ဆရာဦးကျော်မောင်တင်းရဲ့အင်ကိုရက်ွက်လူကြီးနဲ့ဝင်လိုက်တဲ့ ကျွန်တော်တို့ဝင်းနာကိုမြင်တဲ့အခါဥစမျက်နာပြက်သားသူမှာအသက်25နှစ်ခန့်ရှိဟွန်ဒါဆိုင်ကယ်အသေးဆက်ဆက်ကိုတားနေတဲ့ဗထင်ရှားရဲ့သားဂျော်စီရသားဖြစ်တယ်။မင်းဖြစ်ရှိလား။ရက်ကွက်လူကြီးရဲ့အမေကြောင့်လူရဲကထိထိငုံငုံနဲ့ပြန်ဖြေတယ်။ဟုတ်ဟုတ်ကဲ့ရှိရှိပါလေခင်ဗျာ။ကျွန်တော်ကမျက်ရည်မျက်နှာကြဲပြားလိုက်တဲ့အခါနေတဲ့အရာရှိနေဖွဲ့က ဝင်ပေါက်ထွက်ပေါက်များကိုအသာပိတ်ဆို့လိုက်တယ်။မကြမီရှေ့ပထင်းဆရာဆိုသူဗလာကောင်းကောင်းထိပ်ပြောင်မြောင်လူကြီးဦးကျော်မောင်တင်ကပထင်းခန်းထဲမှထွက်လာခဲ့တယ်။သူကကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေကို မြင်တဲ့အခါမျက်စိမျက်နှာပြက်သွားတယ်။ဘာဘာကိစ္စရှိလို့ပါလဲခင်ဗျာ။ကိစ္စကတော့ရေးတဲ့လင်းများအသက်ခံရမှုနဲ့ပတ်သက်လို့ဦးရီအိမ်ကိုရှားဖွေစစ်စစ်မေးမြန်းခြင်းလို့ပါ။ ။ဘာဗျ၊သူသူတို့လေးများတတ်တာနဲ့ကျုပ်တို့နဲ့ဘာဆိုင်လို့လဲဗျ။ဆိုင်နာရှိပါတယ်ဦးကျော်မောင်တင်။ဒါဘသူပစ္စည်းလဲဗျ။အသေးချာကြည့်စမ်းပါအောင်။ကျွန်တော်ကလက်ဆွဲအိတ်ထဲမှာစက်ကုန်နဲ့ပတ်ထားတဲ့ပစ္စည်းတစ်ခုကိုဖြီးပြလိုက်တဲ့အခါဦးကျော်မောင်တင်ရဲ့မျက်လုံးများကျဲသွားတယ်။ပစ္စည်းကတစည်းလေးဖြစ်တယ်။အရိုးလက်ကင်အောက်ဘက်မှာအင်္ဂလိပ်စကားလုံး KND လို့ထွင်းထားတယ်။အသေးချာမှန်ဘလုံးနဲ့အနုစိတ်ကြည့်လိုက်တော့ ရွှေဘုတ်တဲ့ရွှေစားရဲ့တစည်းဖြစ်နေတယ်။အဲ့ဒါကို ခမရဘယ်နေရာမှာကြားခဲ့သလဲ။တည်သေးသလား။သူကပြောင်းနေတဲ့ပစ္စည်းဖြစ်ကြောင်းညင်းဆိုရင်းညင်းတော်လေသားဖာနှိုးစလုံးစောကျွေးများပြန်ပြီးကနာမငင်းဖြစ်တယ်။ကျွန်တော်ရှာပြီးဝရန်ကိုပြပြီးအိမ်တွင်းအိမ်ပြင်ရှာဖွေမေပြောလိုက်ခါသူတို့ကိုရဲဆောင်နှိုးနဲ့ထားခဲ့ပြီးအရက်သက်တဲ့လူကြီးများနဲ့အိမ်ဤတဝဲမှာပတ်စိတ်တိုက်ရှာဖွေတယ်။ မကြမီမိဖို့ဆောင်ဘက်ရှိပြည်စီအောင်များထဲပုံထားတဲ့စတိုကန်တစ်ခုကိုထိုးရိုက်ဖွင့်လိုက်တဲ့အခါဖနက်နေရန်ကိုတွေ့သွားတယ်။ဖနက်ဒီယန်ကစိုးဖနက်အကောင်စားနဲ့ထိုင်းနိုင်ကန်းလို့ရှူဖနက်ဖြစ်ပြီးဒီယန်မှာကင်းဘတ်ရှူဖနက်ဖြစ်တယ်။၎င်းဖနက်နေရန်နဲ့ကင်းဖနက်ရှူဖနက်ပေါ်မှာ အနီရောင်သေးဆက်များစွန့်ထည့်နေတယ်။စိုးဖနက်အကောင်စားရဲ့အောက်ခြေမှာလည်းရွှေကဲများပြီးချမ်းနေတယ်။ ဒုဖနဲ့နေရန်ကိုသူတို့ရှိကိုချပီးတဲ့အခါဦးကျော်မောင်တင်းကလမ်းလို့ထားကုန်ပြီးသူသားကိုဒေါသတကြီးနဲ့လှမ်းကြည့်လိုက်တဲ့ဦးကျော်မောင်တင်းခမညင်းကျင်သေးလားဗျဘာမှပြန်မပြောဇက်ကြိုးပြီးသားကြာသွားတယ်ခမကအပြင်ထွက်ရင်ကင်းဘတ်ရှုကို အမဲစည်းလေးရှိတယ်ဘာလို့လဲဆိုတော့ခမညာဘက်ချက်တော့ခြေသုံးချောင်းကတို့ပြီးအနာဖြစ်နေလို့ပဲ ကျုပ်တို့ဝင်လာကလေးကခမရရဲ့ဖနှက်စင်ကိုအခဲခက်ပြီးပြီးဟိုမှာတွေ့လာကင်းဘက်အစ်တရံကိုတွေ့တယ်ဆိုင်ကိုရောပြောရအောင်မလားကြော်စီရခမဒါမင်းစီးရဲ့ရှူဖက်နဲ့မို့လားသူကလည်းပြန်မပြောခင်မင်းဒီဆိုင်ကလေးတစ်ကိုဘလောက်ပေးခဲ့ရသလဲမှန်မှန်ပြောစမ်းပါဟိုသုံးသုံးသိန်းပါခမမင်းတို့ကတေချမ်းသာပါလားကွာဟေး ကဲဒီဆိုင်ခဲဝဲဖို့ဘေးကပတ်စံရတယ်လေပြောစမ်းပါအောင်ကျော်စီရကသူ့အဖေကိုအာကိုတကြီးနဲ့လမ်းကြည့်တယ်အိုးကျော်မောင်တင်းကညနာမှချွေးစည်းများကိုလက်ညှိုးနဲ့အသားရသက်ကြရင်ကျုပ်ကျုပ်တို့ဝန်ခံမမေခမကျုပ်တို့ကိုလူအောင်တို့လင်းများကိုတက်ခဲမိပါရဲ့ဝန်ခံစကားကိုကြားတဲ့အခါရက်ွက်ဥက္ခရာပါဝင်အရက်လူကြီးများကလွန်စွာအံ့ဩရင် အကြောင်းရင်းကရှေပရင်စီယာကြီးလူကောင်းသူကောင်းအဖြစ်သူတို့ကအသီးမှန်ပြူထားတာကြောင့်ဖြစ်တယ်။ခမရဘာကိစ္စကြောင့်ဒီလင်များကိုတတ်ရတာလဲဗျ။ဟုတ်ကဲ့လောဘစိတ်တက်လို့ပေါ့ဆရာရင်ရက်ွက်မျိုးတဲမှာရွှေပတင်ဆရာဦးကျော်မောင်တင့်ကိုအားလုံးကရိုသေပြီးသားကြပါကျုပ်ရွှေပတင်အနှစ်30ကျော်ပြီရင်းနေလှည့်ပြောင်းမှုမယိုးမသားမှု လုံးဝမလုပ်ခဲ့ဘူးဟောရီသားအွေရောက်တော့လေ ပညာအမွေဒီပညာကို သင်ပြီးတယ်အမေမရှိတဲ့မိတဆိုးသားလေးမို့ယာသမ ्या ကိုလည်းသားလိုချင်ရမှာသုံးခိုင်းနေအခုတလောသားကဆိုင်ကယ်တစီးလိုချင်နေတယ်သူတငယ်ချင်းတွေဆိုင်ကယ်စီးနေတာကိုကြည်ပြီးတော့ပူစားတယ်ရွှေပထိန်စရာဆိုတာလက်ခစားပါဗျာတဝန်းတစ်ခါတောင်မှ မနေချောင်းနေရတာပါဆိုင်ကယ်တစီးရဲ့ဒီနေ့ပေါင်းစည်းကသင်္ကနန်းကနေတန်ကနန်းထိရှိတယ်ဗျာကျုပ်ကဘလို့လို့ဝဲနိုင်မလဲ ဒီလိုအခြေအနေမျိုးတွေရှိလာတော့သားကလုံထဲမှာတမိုင်မိုင်တထွေထွေနဲ့ဖြစ်နေတယ်။ဒါကိုကျုပ်ကလည်းစိတ်မကောင်းဖြစ်မိတယ်။တနေ့ကျုပ်ရဲ့အိမ်ကိုရေလာထည့်ပေးတဲ့ရေသေးလင်းများနဲ့မိမဖြစ်သူရဲ့လက်သက်ကျဲမှာဝေနဲ့လှုပ်ထားရဲ့ကြောက်လက်ဆုပ်တခွင်းကိုမမျော်လင့်ဘဲနဲ့တွေးလိုက်တယ်။မေးကြည့်တော့ကောက်ရလို့ဝေထားတာပါ။ဘယ်နေရာကလဲလို့မေးတော့ဖီးယားနီမြည်ကြည့်တဲ့ကားတဲ့။ဒါနဲ့ပြဇန်းဆိုပြီးကြည့်လိုက်တော့ကြောက်ဖြူကြောက်မဟုတ်ဘူးဗျ။ ဗရန်များမှာအင်မတန်ရည်သေးကောင်းတဲ့ဗရန်များပါသူတို့ကတော့ကြောက်ကြောက်နားမလဲတော့မသိကြဘူးဗျရေဟောင်ပစ္စည်းဖြစ်ပုံတော့ရပါတယ်ဒါနဲ့ကျုပ်ကလည်းငါပြန်ရောက်မလာလို့မီးတော့သူကလည်းဆရာကဘလောက်ပေးမှလဲတဲ့ကျုပ်ကငွေများရင်ရိမ့်မိမှဆိုလို့မဘိုးတထောင်တော့ပေးမယ်လို့ပြောတော့မရောက်မှဘူးဆရာရဲတဲ့ဒီပစ္စည်းရတဲ့နေ့ကစပြီးလက်ကောင်းလို့ဆောင်ထားတာပါတဲ့ဒီကြောင့်ကျုပ်သားသိတယ်ဗျာ ဒါနဲ့သူတို့လင်းများရေးထည့်ပေးပြီးပြန်သွားကြတယ်။အဲ့ဒီအချိန်ကစပြီးကျုံမျက်စီထဲမှာဗရန်များကြောင်းနေလက်စွပ်ကိုပဲနေနေညာညာမြင်နေတာ။သိမ်းမောင်းများစွာတန်းတဲ့ဒီပစ္စည်းပြဒါသာအချောင်ရရင်ကျုပ်သားလိုချင်တဲ့ဆိုင်ကလေးရနိုင်တယ်လို့ကျုပ်လည်းအကြီးကျယ်ကြီးချမ်းသာမှာဗျ။ဒါနဲ့ဗုဒ္ဓဦးလေးကကျုပ်တို့သူ့အိမ်ကိုသွားပြီးလက်စွပ်ကိုဈေးပို့ပေးတယ်။ငါသားလေးကလိုချင်လို့ပါဘလောက်တိုးပေးရမလဲလို့ဆိုတော့ သူတို့ကမရောပါဘူးလို့ပဲညွှန်းဆိုတယ်။ဒါနဲ့ကျွန်တော်တို့သားဖနေအောင်ဒီပစ္စည်းကို သူများလက်ထဲပါမှာဆိုလို့သူတို့လေးများအိမ်ကိုအနူကျန်းစည်းဖို့တိုင်းမြင်ပြီးစနေနေ့မနက်3:00နာရီမှမျက်နာကိုလက်ကင်ဘွားစီးကစတေပါဓာတ်တကြောင်တယောက်တလက်စီနဲ့လူကြီးတိမ်မှထွက်ခဲကြရဲ့မူလအစည်းအဝေးကလူသက်ဖို့မဟုတ်ပါမှုချောင်းယုံချောင်းလန့်ပြီးသူတို့အိမ်ကတကားမရှိတော့တက်ရလဲပါရဲ့ ကျုပ်တို့ကအိမ်မော်တက်ပြီးအိမ်မော်ကြနေတဲ့သူမိန်းမရဲ့လက်စွပ်ကိုအသာပဲချွတ်ယူတယ်။အဲဒီခါမှာသူမိန်းမက နိုးသွားပြီးဘသူလဲလို့မေးကျုပ်ကတိတ်တိတ်နေမနေရင်တက်လိုက်မယ်လို့ချောင်းလန့်ရောကိုအောင်လူကလည်းအတန်ကြားလို့လားမသိဘူးဒီကောင်လည်းနိုးလာတယ်ဗျအဲဒီအချိန်မှာကျွန်တော်တို့သားဖလည်းမထူးဆက်ခင်းပြီးကိုလူအောင်ကိုဓာတ်နဲ့ထိုးလိုက်တယ်သူမိန်းမအောင်လို့လို့တော့သူမိန်းမပါထပ်ပြီးတော့ထိုးမိတယ် သူတို့လုံးဝမှငြိမ်သက်သွားတော့နောက်ဖေးချန်စီယူကိုကြောဖြတ်ပြီးလမ်းကြားကနေထွက်ပြေးခဲ့တယ်။ကံဆိုးကျင်တော့ကျုပ်အလုံးလို့ရင် အပေါ်ကဝေးလေရှိတဲ့ကိုအင်းကြီးကြားကနေရွှေပထိန်လုံးတဲ့ဓစီလေးကမမျော်လင့်မဲ့ပါလာပြီးရှော့ချခဲ့တယ်။အင်းရောက်တော့ဖနှက်တွေအင်းကြီးတွေပြေးချန်နေလို့အင်းကြီးတွေကိုအင်းသာချင်းတဲ့ကိုထက်လက်နက်နှစ်လက်ကိုညီကြီးတဲ့ကိုမြုပ်ဖနှက်ကိုတော့ကြော်စီရကိုချောင်းနဲ့သွားဆွန့်ပစ်ခိုင်းတာ။ ဒီကောင်ကမစိုးပြင့်ပဲစတိုကန်းထဲမှာဖွာထားခဲ့တော့ကျုပ်တို့အခုကန်ဆိုးပြီပုံအဲ့ဒီဗရန်များလက်စွပ်ရောဘေးရောက်သွားလဲဗျနေဆက်ကကြောက်ကုန်ကူးတဲ့လူတယောက်ကိုသိန်းစင်းနဲ့ရောင်းလိုက်ပါတယ်ဆရာဆန်းကဲနဲ့လက်ဝဲလက်စားတချို့ကိုဝယ်ပြီးကြံတဲ့ငွေကိုကွန်ကရစ်ကြမ်းကိအောက်မှာဝှထားခဲ့ပါတယ်ဆရာကျုပ်ကလောဘစောတိုက်ပြီးသားသမီးအလိုကိုလိုက်ချင်စောနဲ့မိုင်းမိတဲ့အပြစ်တွေပါဆရာရင်ဆရာတို့ကြိုက်တယ်လို့သာအေးယူပါတော့ဗျာ ဒီနောက်သူကသူဝတ်ထားတဲ့ငွေနဲ့လူသက်ရမှာအသုံးပြုခဲ့တဲ့စတေဘာဓာတ်နှချောင်းကိုထုတ်ပေးတယ်။တရားခံများကကြောင်းချက်ပြီးပြီးပြီဖြစ်လို့မျိုးနေတရားသူကြီးရှေးမမှာဥရိနဲ့အညီတရားဝင်ကြောင်းချက်ကိုရာယူတယ်။အမှုကို စနစ်တကျတိဆောက်ပြီးတဲ့အခါတတိကံပစ္စည်းများအရာအေးယူနိုင်ရန်တရားရှုံးကို တင်ပြလိုက်တယ်။အသက်ကြီးမှသာသမီစော်လောဘစော်တွေနဲ့ လူယိုသည်ရှင်ယိုသည်မနေပင်ဂုံတိတ်ခသမารီများကိုညှက်သေးအောင်ရောင်ဆိုးခဲ့တဲ့အတ္တလောဘသာကြီးမိုက်တို့ရဲ့ဘွားကပြေစုံဗမ္မာသားမက နောင်တမလွန်ဘွားများသည့်ချွတ်မရအောင်အမဲစွန်းများကညှက်သေးခဲ့ပြီးပြည့်တဲ့ ဟုတ်ကဲ့ဇလန်းလေးကိုအဆုံးဒီနာဆင်ပေးကြရဲပြည်သိများအလုံးကိုကျေးဇူးများကြည်တက်ပါရဲ့ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးနှိပ်တာကိုဒီလိုတောင်းဆိုပါရစေရှင်